ဗျာတဲ့ဒုက္ခတွေကဘာကြောင့်ဖြစ်တယ်လဲဒုက္ခတွေကဘာကြောင့်ချုပ်တယ်လဲအရန်အရေးပါတဲ့မေးခွန်းတော့ဒုက္ခဘာကြောင့်ဖြစ်တယ်လဲဒုက္ခဘာကြောင့်ချုပ်တယ်လဲအဲ့လိုမေးတော့မြတ်စွာဘုရားကဘာဖြေတော့ဆိုတော့တခါကြီးတဲ့ဒုက္ခဖြစ်ပုံဒုက္ခဘာကြောင့်ဖြစ်ရလဲဒုက္ခဘာကြောင့်ချုပ်ရလဲဆိုတော့တင့်ကငါပြောမယ်အဲ့လိုပြောတဲ့အခါမှာတော့အတိတ်ကာလတုန်းကဘလို့ဘလို့တွေကြောင့်ဒုက္ခဘလို့ဖြစ်သွားတယ်ဒုက္ခဘလို့ချုပ်တယ်လို့အတိတ်ကာလကဖြစ်ရဖို့အကြောင်းပြုပြီးတော့ပြောမယ်ဆိုရင် အဲ့ဒါငကိုတုံးကဖြစ်ခဲ့တဲ့ကိစ္စပါလို့ဒကာကြီးကယုံကြည်မှယုံမဲတယ်။ဒါကြောင့်အတိတ်ကာလတုန်းကအဖြစ်အပျက်ကိုအခြေခံပြီးတော့ဒုက္ခဘာကြောင့်ဖြစ်တယ်ဒုက္ခဘာကြောင့်ချုပ်တယ်လို့ငါမပြောဘူးတဲ့။အနာဂတ်ကာလမှာဖြစ်အပျက်ကိုအခြေခံပြီးတော့ဒုက္ခဖြစ်ခြင်းချုပ်ခြင်းပြောမှရှိဘူး။အဲ့ဒါနောက်မှဖြစ်မဲ့ကိစ္စဆိုပြီးတော့ပေါ့ခြင်းပေါ့နေလိုက်မယ်။ဒါကြောင့်အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်းငါမပြောဘူးတဲ့။အခုလောလောဆယ်ဟုတ်လား။ဒီနားမှာထိုင်နေတဲ့ငါကဒီနားမှာထိုင်နေတဲ့တင့်ကိုဒုက္ခဘာကြောင့်ဖြစ်တယ်ဒုက္ခဘာကြောင့်ချုပ်တယ်ဆိုတာကိုအခုလက်တွေ့ပြောမယ်။ စကားပြောဘလို့ကျွမ်းကျင်လဲစဉ်းစားနော်ဒီနားမှာထိုင်နေတဲ့ငါကဒီနားမှာထိုင်နေတဲ့တင့်ကိုအခုထိုင်ရမထဒုက္ခဘာကြောင့်ဖြစ်လဲဒုက္ခဘာကြောင့်ချုပ်လဲဆိုတာကိုပြောမေးတယ်လောက်စိတ်ဝင်စားတယ်ကောပြောမပြောရသေးဘူးစိတ်ဝင်စားတယ်ဖြစ်အောင်ပြောနိုင်တယ်နော်တခါကြီးတဲ့တင့်ကမင်းနေအဲ့တခါကြီးကဥရဝေလကပ္ပမှာ နေကုန်းရောင်မှာနေလာဟောဒီဥရဝေလကပ္ပမှာတစုံတယောက်ဒုက္ခရောက်လို့ရှိရင်တင်ဒုက္ခရောက်ရမယ်အဲ့ဒီလိုတစုံတယောက်ရှိသလားတဲ့ ဘယ်ကြောင့်လို့တယောက်ယောက်သေးလို့တယောက်ယောက်နားလို့ဖြားလို့တယောက်ယောက်အကြည့်တည်းဒုက္ခရောက်လို့ကိုဒုက္ခရောက်ရမယ်အဲ့ဒါလို့တယောက်ယောက်ရှိသလားလေဟာရှိပါလေဗျာလေတယောက်ယောက်ဒုက္ခရောက်လို့ကိုဒုက္ခရောက်ရမယ်အဲ့ဒီတယောက်ယောက်ရှိသလားလို့မေးတယ်ဘယ်လိုပြောလဲရှိတယ်တဲ့အဲ့လိုဆိုရင်ဆက်မေးမယ်တစုံတယောက်ဒုက္ခရောက်လို့တင်ဒုက္ခမရောက်ရမယ်အဲ့ဒီလို့တစုံတယောက်ကရှိသလားတဲ့အဲ့ဒါလည်းရှိတာပဲနားလည်လားမသိဘူးနည်းနည်းပြန်ပြောမယ်တော့တယောက်ယောက်ဒုက္ခရောက်လို့ကိုဒုက္ခရောက်တော့ရတယ်အဲ့ဒီလိုမျိုးတယောက်ယောက်ရှိသလား ရှိတာပေါ့တယောက်ယောက်ဒုက္ခရောက်သွားလို့ကိုဒုက္ခမရောက်ဘူးဆိုတဲ့အဲ့လိုတယောက်ယောက်မျိုးပေါ်ရှိတာရှိတာပဲလေတချို့ဘယ်သူတို့ဘလို့ပဲဒုက္ခရောက်နေနေမအောင်နေနေလှမ်းနေလေကိုလည်းဘာမှမဆိုင်တာလေဘာမှကိုမှဒုက္ခမရောက်အဲ့လိုလူကမရှိဘူးလားရှိအဲ့တော့မြတ်စွာဘုရားဘာပြောလဲဆိုတကယ်အဲ့လိုဆိုစဉ်းစားရတယ်ဒီတယောက်ဒုက္ခရောက်ရင်တော့တင်ဒုက္ခရောက်ရတယ်ဒီတယောက်ဒုက္ခရောက်ရင်တော့တင်ဒုက္ခမရောက်ရဘူးတဲ့အဲ့လိုဘာလို့ကိုယ်ပြားချာနာနေရသလဲသူ့ဝပြင်းမေးတာနော် တော့သူဘယ်လိုပြောတော့ဆိုတော့မြတ်စွာဘုရားတဲ့တပည့်တော်ချစ်ခင်ရတဲ့နှစ်သက်ရတဲ့မျက်နှိုးရတဲ့လူတွေဒုက္ခရောက်ပြီဆိုတော့တပည့်တော်ဒုက္ခရောက်ရတာပေါ့တဲ့တပည့်တော်ချစ်ခင်မှုနှစ်သက်မှုမျက်နှိုးမှုမရှိတဲ့လူတွေဒုက္ခရောက်တော့သူ့သူဘယ်လောက်ပဲကြောင်းနေလေအဲ့ဒါတပည့်တော်ဒုက္ခရောက်ရကြောင်းမရှိဘူးတဲ့အဲ့လို့ဆိုရင်တခါကြီးတဲ့သင်ကိုယ်တိုင်ပဲဒုက္ခဘာကြောင့်ဖြစ်တယ်ဒုက္ခဘာကြောင့်ချုပ်တယ်လဲဆိုတော့သင်ကိုယ်တိုင်ပဲဖြေလိုက်ပြီးသားဖြစ်သွားပြီတဲ့ကဲဘယ်လောက်ကျွမ်းကျင်တော်မူလဲဆိုတာစဉ်းစားတော့ညင်းကောညင်းလို့ရလားမရဘူးဟုတ်လား အဲ့ဒီမှာမြတ်စွာဘုရားဗာထက်ပြီးတော့ပြောလိုက်တော့ဆိုတာဒါကကြီးတဲ့အတိတ်ကာလတုန်းကဒုက္ခရောက်တယ်ဆိုတာလည်းပဲအဲ့ဒီချစ်ခင်မှုနှစ်သက်မှုမျက်နှာမှုကြောင့်ပဲဒုက္ခရောက်ရတာအခုဒုက္ခရောက်နေကြရတယ်ဆိုတာလည်းအဲ့ဒီချစ်ခင်မှုနှစ်သက်မှုမျက်နှာမှုကြောင့်ပဲဒုက္ခရောက်နေကြရတာနောက်မှဒုက္ခရောက်ကြမဲ့လူတွေလည်းပဲအဲ့ဒီချစ်ခင်မှုနှစ်သက်မှုမျက်နှာမှုကြောင့်ပဲဒုက္ခရောက်ကြရတာ